โอเคဒီတစ်ချိန်မှာတော့ online မှာ design မျိုးစုံဖန်တီးနိုင်တဲ့ Canva ဆိုတဲ့ program လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Canva ကဲတော့ပဲ online မှာ design ရေးဆွဲနေတဲ့ program ရှိပါတခြားရှိပါတယ် easily တို့ photo တို့ related တို့ adobe ကလည်းပဲ adobe spark ဆိုပြီးတော့မှ program တစ်ခု online မှာလွှင့်တင်ထားတာဖြစ်ပါတယ် Canva ကတော့သူကိုယ်တိုင်က ဒီဇိုင်းများကိုရေးဆွဲနိုင်ဖို့အတွက်အာ website လွင့်ပေးထားသလိုသူလည်းဒီဇိုင်းဖွင့်ထားပါတယ်ဆိုတော့ဒါ Canva ရဲ့အာ website ဖြစ်တယ်အဲ့ဒီမှာကျွန်တော်အာ logo ဖန်တီးခြင်းနဲ့သူများအတွက် social media အတွက်တခြား print ပေါ့နော် postcard ဖိတ်စာကအစ t-shirt design ကအစမျိုးစုံကျွန်တော်တို့လိုအပ်တဲ့အရွယ်စားလိုချင်တဲ့အရွယ်စားအတိုင်းကျွန်တော်ဒီဇိုင်းရေးဆွဲနိုင်တာပဲဖြစ်တယ် template တွေလည်းပေးထားတယ်။ now အဲ့ဒီ template ထဲမှာမှကဏ္ဍအလိုက် category အလိုက်ခွဲပေးထားပါတယ်။ပြီးတော့အခြေခံ design ပြုလုပ်နေတဲ့တန်းတွေကိုလည်းဒီထဲမှာထည့်ပေးထားတာဖြစ်ပါတယ်။ဆိုတော့ free version မှာလည်းတော်တော်များလုပ်လို့ရတယ်။ဒုတိယကတော့ကျွန်တော်လုပ်ထားတဲ့များ design တွေဖြစ်မယ်။ဒါကတော့အချင်းချင်းမျှဝေတဲ့ design တွေဒီနေရာမှာတွေ့နိုင်တယ်။ဒီနေရာမှာဆိုဒီ team ဆိုတဲ့အခက်စားတာဖြစ်တယ်။ ကန်ဘာမှာလည်း၅ရောက်အပေါင်းပြီးတော့မှ team ဖွဲ့ပြီးတော့မှအကောင့်ကို pro plan တို့ပါတော့ဝယ်လို့ရတာဖြစ်ပါတယ်ဝယ်ထားတဲ့ဆိုရင်ကျွန်တော်ရဲ့ folder တွေ design တွေကို website မှာတင်ခွင့်ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အစပြုဖို့ရန်အတွက် Canva CNVA Canva ဆိုတော့ Google မှာကျွန်တော်ရိုက်ထည့်မယ်ဆိုတော့ကျွန်တော် Canva ကိုနှိမ့်လိုက်မယ်နှိမ့်ပြီးတဲ့အချိန်မှာတော့ account ရှိပြီးသားဆိုရင်ဒီမှာ login လုပ်ရမှာပေါ့နော်ကျွန်တော် အကောင့်မရှိသေးဘူးဆိုတော့ကျွန်တော်ဒီတောင်းနာမှာရှိတဲ့ကျွန်တော် sign up နေရာလေးကိုကျွန်တော်နှိပ်ပါမယ် sign up နေတဲ့အချိန်မှာကိုယ့်ရဲ့ gmail account နဲ့ sign up လုပ်မလား facebook နဲ့လား sign up by email နဲ့လားဆိုပြီးတော့မှကျွန်တော် mail မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့များသောအားဖြင့် gmail ရှိလို့ရှင်တော့ gmail နဲ့လုပ်လို့ရပါတယ် facebook နဲ့လုပ်ဖို့တော့ကျွန်တော်တိတ်အားမပြီးဘူးအကြောင်းကတော့ခါတရံမှာ အကောင့်ကိုပြန်လဲဆယ်ယူဖို့ရန်အတွက်အခက်အခဲအနေငယ်ရှိပါတယ်။ဒါကြောင့်ကျွန်တော် sign up with အာ Google ဆိုရင်ပုံပြမတင်တော့ပါတယ်။အဲဒီမှာကိုယ့်ရဲ့အာ email နဲ့ကျွန်တော်ရွေးချယ်ပြီးတော့မှ sign up လုပ်လိုက်ပြီဖြစ်ပါတယ်။ကျွန်တော် sign up လုပ်ပြီးတဲ့အချိန်မှာဒီ Canva ကိုကျွန်တော်တို့အာဘာအတွက်သုံးပါလဲအသုံးပြုပါလဲဆိုပြီးတော့ mail လာဖြစ်ပါတယ်။ personal အနေနဲ့သုံးပါလား small business la large company la non profit တွေ la ဆရာဆရာမ teacher အနေနဲ့ la ကျောင်းသားကျောင်းသူ student အနေနဲ့ la ဆိုပြီးတော့မှကျွန်တော်အာရှိပါတယ်ဆိုတော့ကျွန်တော်ကတော့ non profit ဆိုပြီးတော့ကျွန်တော်ရွေးမရွေးရွေးပါမယ်အဲ့ဒီမှာကျွန်တော်တို့ဒီ team ပေါ့နော်ဒီ online ပတ်စံနဲ့ပြီးဝရတဲ့အရာတော်တော်များများကတော့ဒီ3-5ယောက်နော်ပေါင်းလို့ပေါင်းဝယ်လို့ရှင်တက်တာလေးရှိတယ် ီကန်ဗာမှာလည်း9ယောက်တစ်ဖွဲ့အာ team အနေနဲ့ဝယ်လို့ရတာဖြစ်တယ်။အကယ်၍ကိုက team ဖွဲ့မယ်ဆိုတော့ဒီမှာ team ဖွဲ့မယ်လူတွေဒီ email တွေမှာရိုက်ထည့်ပြီးတော့မှကျွန်တော် invite လုပ်ပြီးတော့မှစတင်နိုင်တာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကတော့မလုပ်သေးပါဘူး။အစပြုခွင့်ရအတွက်နာမည်တခုပေးပါလို့ပြောထားတာဖြစ်တယ်။ဆိုတော့ဒါကတော့ Canva ရဲ့ပင်မစာမျက်နှာပဲဖြစ်တယ်။ဒီထက်မှကျွန်တော်တို့ ထောလို့မယ်ဆိုတော့သူ့အနေလိုက်ပြမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါကတော့ဒီကျန်သွားထဲမှာရှိတဲ့ဂျိုတင်အတင်သုံးဖို့ရန်အတွက်ပေးထားတဲ့ဒီဇိုင်းပုံစံလေးတွေဖြစ်ပါတယ်ဒီအပေါ်မှာကျွန်တော်ရွေးချယ်ပြီးတော့မှအာ edit လုပ်ခွင့်ပေးထားတာပဲဖြစ်ပါတယ်အကယ်၍ဒီထဲမှာမရှိဘူးဆိုရင်တော့မိမိရဲ့ ပြပုံလေးကိုတင်မယ်ဆိုတော့ဒီ upload မှာကျွန်တော်တို့နေပြတော့မိမိစိတ်ချိုင်တက်ပုံလေးတင်လို့ရတာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်နောက်ဆုံးမှာတော့ဒီမှာကျွန်တော်တို့ Facebook Twitter email group Google Drive တိုင်ရိုက် share လုပ်ရအောင်စီစဉ်ပေးထားတာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ design တစ်ခုကို ဒီဇိုင်းတွေကတော့ကျွန်တော်ဒီအာ home page ထဲမှာပေါ့နော် home page ကိုနေလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ template တွေပေါ့ template တွေများစွာရှိတယ်အဲ့ဒီ template တွေတောင်းမှပဲအတင်းလုတ်ပြီးသားဒီဇိုင်းတွေတောင်းမှပဲဒီမှာဒီအမျိုးအစား category ထပ်ခွဲထားပါသေးတယ်အဲ့ဒီမှာ Facebook အတွက်လား personal invitation resume postcard လား business address ဆိုရင်ကျွန်တော်လို့ဘောလား website အတွက်လား now marketing so imposta education to lesson plan worksheet certificate စာရင်းပေါ်တော့ဒီထဲမှာကျွန်တော်အသင့်300အတွက်သူ့အနေနဲ့ကြိုတင်ဖန်တီးပေးတဲ့ template တွေရှိပါတယ် free version မှာတောင်းမှ free plan မှာတောင်းမှတော်တော်များများကျွန်တော်ခမဲ့အသုံးပြုခွင့်ပေးထားဖြစ်ပါတယ်ဒီ feature ထဲမှာတော့ဒီအပတ်စဉ်အပတ်စဉ်ဒီလှုပ်ဆောင်မှုအစ်စ်လေးတွေနဲ့အများအား မုံမနေတာတွေ့ရပါတယ်အခုနောက်ပိုင်းဆိုရင်ဒီကင်မရာနဲ့ဗီဒီယိုအတူလေးတွေဖန်တီးလို့ရအောင်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဆင်မြင်လာတာပဲဖြစ်ပါတယ်ကင်မရာထဲမှာကျွန်တော်တခြား landing တွေလုပ်မယ်ဆိုရင်သူကကင်မရာ design school ဆိုတော့ရှိပါတယ်ဒီကနေလည်းတဆင့်ကျွန်တော်အာတဆင့်ချင်းစီ ကျွန်တော်အာတင်ယူနိုင်တာပဲဖြစ်ပါတယ် plan အနေနဲ့ကတော့ဒါကတော့ ကျွန်တော်တို့ခဏ free version တော့ပတ်စံပေးဆရာမလို့ဘူးဆိုတော့ team အနေနဲ့တွားမယ်ဆိုရင်တစ်ကနေ9ယောက်တစ်ယောက်ကနေ9ယောက်ထိပေါ့နော်ဝယ်မယ်ဆိုတော့တစ်လမှာ9ယောက်ထိပေါင်းဝယ်လို့ရတယ်အဲ့ဒါကတော့ monthly က3ဒေါ်လာပေါ့ yearly ဆိုရင်တော့120လောက်သွားကြပါတယ်ဟမ်အဲ့ဒီထဲမှာဆွမ်းဆောင်နိုင်မယ့်အရာတွေကတော့ဒီမှာသူ အာအသုံးပြခွင့်ပေးထားတဲ့ပမာဏနဲ့လုတ်ပိုင်ခွင့်တွေကိုတော့ဒီမှာရေးပေးထားတာတွေ့ရပါတယ်ဆိုတော့ဒီ template ထဲမှာမိမိပြုလုပ်မဲ့ design အမျိုးအစားတွေကိုသွားပြီးတော့မှအာရွေးချယ်ရမှာဖြစ်တယ်ဥပမာ presentation ဆိုရင်ကျွန်တော် presentation ကိုနှိပ်ပါ presentation နှိပ်တဲ့အချိန်မှာ presentation အတွက် အသင့်လုတ်ပြီးတာ design တွေသူကထုတ်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဥပမာ ပါကျော် class တခုပြုလို့မယ်ဆိုပါစို့ဆိုဒီမှာဆိုရင်ကျွန်တော်ဒီဟာကိုကျွန်တော်ရွေးချက်ကြည့်ပါမယ် use template ပေါ့နော် use template နှိမ့်လိုက်တဲ့အချိန်မှာဒီ template ကိုသူကဒီတက်အဆွဲထုတ်ပေးပါတယ်ဆွဲထုတ်ပြီးတဲ့အချိန်မှာဒါကိုယ့်ရဲ့အာ design ထဲကိုရောက်သွားပါပြီအဲ့မှာ file ထဲမှာသွားပြီးတော့မှအာ save to folder လုပ်ပြီးတော့မှကျွန်တော်နေရာပြောင်းရှိပြီးတော့မှကျွန်တော်တင်ပါမယ်ဒီ create ဆက်မှာအာ my design ပေါ့နော်အဲဒီမှာကျွန်တော်တင်ပါမယ်တင်ပြည့်တဲ့ချိန်မှာတော့ကျွန်တော်ဒီဒီမှာရှိတဲ့စာသားတွေကိုကျွန်တော်စိတ်ကြိုက်ပြောင်းလို့ရပါတယ် font size ကိုဒီမှာကျွန်တော်ပြောင်းလို့ရတယ် font ကိုဒီနေရာမှာကျွန်တော်အာရေးချဲ့ခွင့်ပေးထားပါတယ်ဒီ cron ပုံလေးကတော့ကျွန်တော်ဟို plan ဝယ်တော့မှအတုံးခွင့်ပြုတဲ့အရာတွေပဲဖြစ်ပါတယ် ဒါပေမဲ့ free time မှာတော်တော်များလုပ်လို့ရရတာဖြစ်တယ်။ဒီမှာကျွန်တော်တို့အာပြောင်းလဲလုပ်ချင်မယ်ဆိုတော့ဒီမှာ zoom ID စာရင်းပါနော်။ဒါကတော့ပထမစာမျက်နှာအတွက်ပေါ့။ဒီပထမစာမျက်နှာအထဲမှာကျွန်တော်တို့အခြားပုံတွေပြောင်းထည့်လို့ရှင်လို့ရှင်ဒီ photo ထဲအောင်သွားပါ။သွားပြီးတော့မှမိမိကြိုက်နေတတ်တဲ့ဓာတ်ပုံတွေကိုထပ်မှန်ပြီးတော့မှထည့်သွင်းနိုင်တာဖြစ်ပါတယ်။ ဟိုမှာအပြင် free ပေးထားတဲ့ဟာတွေကျွန်တော်ချက်ကြည့်ပါမယ်။ဟွန်း။ဒါကျရင် free ပါ။ဒီတပ်ပုံလေးနဲ့ကျွန်တော်နှိပ်ပါမယ်။နှိပ်လိုက်တဲ့အချိန်မှာဒီဟဲ့ရောက်သွားပါပြီ။အမှကိုလိုချင်တဲ့တပ်ပုံအရွယ်စားတိုင်းဆိုတော့နေရာရှိပြီတော့မှထည့်နေတာဖြစ်လေ။အဲ့ကျွန်တော် position ဆိုတော့ဒီဟာကတော့ element နေပေါ့နော် element နေထဲမှာတော့ကျွန်တော်တို့ရုပ်ပုံတွေများစွာရှိတယ်ပြီးတော့မှဒီဟာလေးတွေကတော့ဒီ motion picture လေးတွေပေါ့နော်လှုပ်ရှားတဲ့ဓာတ်ပုံလေးဟိုပုံလေးတွေဖြစ်တယ်အဲ့ထဲမှာအများကြီးရှိတယ်များစွာပေးထားတာဖြစ်တယ်โอเคပြီးကျွန်တော်တို့ဒီခေါင်းလောင်းလေးကိုကြိုက်တယ်ဆိုရင် ခေါင်းလောင်းလေးကိုတစ်ချက်နေလိုက်ပါနေလိုက်ရင်ဒီထဲရောက်လာပါပြီ ဆိုတော့တကယ်လို့ဒီ motion နေပါလာပြီဆိုတော့ဒီ file ကို save တဲ့အခါတင်းတဲ့အခါမှာကျွန်တော် movie အနေနဲ့ save save ရမှာဖြစ်တယ်။အကယ်၍ photo အနေနဲ့ save မယ်ဆိုရင်ဒီ motion နေကတော့ထည့်လို့ရရတယ်မဲ့ motion ပါလာမှာမဟုတ်ဘူးနော်ပြီးတော့ text design လုပ်ချင်တယ်ဆိုရင်တုံးချင်တယ်ဆိုရင်ဒီထက်မှာအသင်လုပ်ပြီးသား text design ရှိပါတယ်။စာသားကိုလည်းကျွန်တော်စိတ်ကြိုက်ပြန်ပြင်လို့ရတယ်ပေါ့နော်။သူက design ပဲ ဒီဇိုင်းကိုပဲသူကလုပ်ပေးထားတာဖြစ်တယ်။စာသားတော့မိမိစိတ်ကြိုက်ပြောင်းလုပ်ရပါတယ်။ music ဆိုတော့ video တွေဝင်လုပ်မယ်ဆိုတော့ကျွန်တော်ဒီမှာနောက်ခံ music တွေကျွန်တော်ထည့်လို့ရတာဖြစ်တယ်။အကယ်၍ဒီဟာတွေ free version မှာတော့ဒီဟာတွေအာချို့ဟာတွေကပတ်စံတော်များပေးရတယ်ဆိုတော့ကိုကိုတိုင်းအာအသုံးပြုချင်လို့ရှိရင် audio မှာကျွန်တော်ဒီအာ upload media ဆိုပြီးတော့မှနေ computer ထဲကနေလည်း ခေါ်ယူသုံးဆွဲလို့ရတာဖြစ်တယ်เนาะနောက်ဗီဒီယိုဒီထဲမှာကျွန်တော်တို့ဗီဒီယိုတွေထည့်လို့ရတာဖြစ်တယ်တော့ဝင်ဒီဗီဒီယိုထည့်မယ်ညာလေးမှာပေါ့နော်အကယ်၍ဒီအချုပ်ချက်ကိုလွတ်လပ်လုပ်ချင်လို့ရှိရင် ိမိတို့ခြုံချဲ့အချိန်မှာ ship ကိုဖိထားပြီးတော့မှအလုပ်ပါအဲ့တော့ဆင်တော့သူကလေးဘက်လေးနံကိုမိမိတို့စိတ်ချရွယ်စားတိုင်းခြုံချဲ့လို့ခြုံချဲ့ခွင့်ပြုတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဗီဒီယိုအနေနဲ့စစ်မယ်ဆိုရင်ဒီနေရာမှာယခုလိုမျိုးပဲကျွန်တော်ဗီဒီယိုထဲမှာပေါ်နေမှာဖြစ်ပါတယ်ဆိုတော့ဒါဗီဒီယိုပေါ့နောက်ဒီ background background ကတော့ဒီနောက်ခံဥစ္စာပေါ့နော် ရင်နင်းစီပန်းထည့်မယ်ဆိုရင်တော့နင်းစီပန်းပေါ့ကိုလိုချင်တဲ့အရာကိုကျွန်တော်နှိပ်ပြီးပြောင်းယုံပါပဲအဲ့တော့မိမိဂျိုင်းနေတက်တဲ့ဒီဇိုင်းပေါ့နော်အသုံးပြနိုင်တယ်နောက်ဒီ folder ထဲမှာတော့ကျွန်တော်အာ folder အစ်စ်တွေတည်တန်းကျွန်တော်သိမ်းထားမယ်ဆိုရင်ပေါ့လေဒီထဲမှာတော့ကျွန်တော်တို့ Google Drive တို့ Facebook တို့အာနဲ့လည်းချိတ်နိုင်တယ် အကယ်၍ Facebook နဲ့ချိန်တယ်ဆိုရင် Facebook ထဲကတက်ပုံတွေကိုလည်းသွားယူလို့ရတယ်နော်ဟုတ်ပြီဆိုတော့ဟုတ်ပြီဒီဟာတော့ကျွန်တော်ဒါကတော့ပထမ page မှာပေါ့အဲဒုတိယ page တတိယ page အာမိမိတို့ဒီစိတ်ကြိုက်အာလုတ်ပြီးတော့မှကျွန်တော်တင်ထားလို့ရတာဖြစ်တယ်အကယ်၍မကြိုက်ဘူးဆိုရင်တော့ဒီမှာပြန်ဖြတ်ပေါ့နော်ဒီ page ကိုဖြတ်လို့ရတယ်ဒီမှာ delete နဲ့ယုံမယ် copy ကိုမယ်ဆိုတော့ copy ပေါ့ delete ဖြတ်မယ်ဆိုတော့ delete ပေါ့နော်အဲ့ကျွန်တော်ဖြတ်မယ်ဖြတ်မယ်ကျွန်တော်တမျက်နာပဲကျွန်တော်စမ်းပြပါမယ် design ကိုကျွန်တော်စိတ်ကြိုက်ပြင်လို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ download မှာသူက free version မှာတော့ကျွန်တော်တို့ png jpeg pdf standard pdf print quality ပေးထားတာဖြစ်တယ်ဒီ motion လေးထည့်ထားတယ်ဆိုတော့ video file နဲ့တင်လို့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ တက်ပုံနဲ့တင်မယ်ဆိုတော့ကျွန်တော် Japan နဲ့တင်မှာဖြစ်နေအဲ့ဒီမှာကိုမိမိလိုချင်တဲ့ size ကို okay proper ဝယ်ထားတယ်ဆိုရင် adjust လုပ်ခွင့်ပေးပါတယ်ဒါကတော့ကျွန်တော်သူပေးထားတဲ့ size အတိုင်းပဲကျွန်တော် download လုပ်ပါမယ် download ဆွဲနေပါပြီဒီမှာ download ကြာလာပါပြီအတင်းရဲ့ design အခုလိုပဲအတင်းတုံးဖွင့်ရအတွက် ရရှိပြီပဲဖြစ်ပါတယ် Photoshop တို့တခြား design software တွေသုံးဖြူဖို့ခက်ခဲရှိတဲ့သူများအတွက်ဒီမှာအသင့်လုပ်ပြီးသား design တွေလို့တို့လို့ကျွန်တော်ပြင်ဆင်ပြီးတော့မှအာယူသုံးဖို့ရတဲ့အမှတ်တမ်းမှာအဆင်ပြေတာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်